အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့လမ်ဘာနဲ့ပတ်သက်တဲ့သင်ခန်းစာရဲ့အဆက်ကိုဆက်လက်လေ့လာမှာဖြစ်ပါတယ်လမ်ဘာဆိုတာကအခက်ခဲဆိုပြီးတော့ပြီးခဲ့တဲ့ဗီဒီယိုဖိုင်တွေမှာကျွန်တော်တို့လေ့လာထားပြီးဖြစ်ပါတယ်ဒီနေ့ကတော့လမ်ဘာနေရာမှာကြိုင်ဆိုတဲ့စာလုံးလေးထည့်လိုက်မယ်ဆိုလို့ရှိရင်လမ်ဘာ ကြိုင်ဆိုလို့ရှိရင်စိတ်ဖြည်စည်းတယ်လို့ပြောတာဖြစ်ပါတယ်စိတ်ဖြည်စည်းမှုဖြစ်နေဆိုရင်လမ်းဘကြိုင်ပေါ့နော်စိတ်ဖြည်စည်းမှုဖြစ်နေတယ်လို့ပြောတာဖြစ်ပါတယ်မနေ့ကကျွန်တော်မေးထားတဲ့မေးခွန်းမှာဆိုလို့ရှိရင်အကုန်လုံးမှန်တယ်ပေါ့နော်ခေါ်ဝေါ်အာမောခွာမ်ခွာမ်နော်ခေါ်ဝေါ်ဆိုပြီးတော့ခေါ်ခွိုင်းနဲ့ဝေါ်ဝင်အတန်ကိုမျှပြီးထွက်တယ်နော်ခေါ်ဝေါ်အာမောခွာမ်ခွာမ်ဆိုနော် มีความสุดเปียวเฉินจิความบ่เนาะดาก็ความคั่วกล้ามแท้แท้มาป่าเลยบ่เนาะมันจ้ะเลยဒီကနေ့သင်္ကန်းစာရင်းနောက်ဆုံးပိုင်းမှာလည်းကျွန်တော်ဆက်လက်ပြီးတော့မေကိုမေးမှာဖြစ်ပါတယ်အတူတူပဲဖြေဆိုကြမယ်ပေါ့နော်ကဲဒီနေ့ကတော့ကျွန်တော်လမ်းမကြိုင်ဘယ်လိုမျိုးရေးထားမလဲဆိုလို့ရှိရင်ကျွန်တော်စိတ်တွေအတော်ဖြည်စည်းနေတယ်ပေါ့နော်ဘယ်လိုလုပ်ရင်ကောင်းမလဲမသိဘူးခင်ဗျာပေါ့နော် ိတ်တွေဖြည့်ဆည်းနေလို့ကျွန်တော်ဘယ်လိုလုပ်ရင်ကောင်းမလဲမသိဘူးလို့ပြောတာဖြစ်ပဲအဲ့တော့ကျွန်တော်တို့အဲ့ဒါကိုဘယ်လိုရေးမလဲဖုံလမ်ဘာဂျိုင်မာမဲရူးတထမ်းယငိုင်းဒီကျွန်တော်စိတ်တွေအတော်ဖြည့်ဆည်းနေလို့ဘယ်လိုလုပ်ရင်ကောင်းမလဲမသိဘူးလို့ပြောတာဖြစ်ပါတယ်ကဲကျွန်တော်တို့ရေးကြည့်မယ်ဒီနေရာမှာလမ်ဘာဂျိုင်နဲ့ပတ်သက်ပြီးတော့ သင်ခန်းစာကိုလေ့လာကြပြီးမယ်။တခြားအသီးသီးနဲ့စကားလုံးတွေလည်းသိရပေါ့နော်။အထူးသဖြင့်ကတော့ mail rule ချထားမြန်ငိုင်းဒီဘယ်လိုလုပ်ရင်ကောင်းမလဲမသိဘူး။အဲဒီဥစ္စာကျွန်တော်နေ့စဉ်သုံးတဲ့စကားတွေမှာသုံးလို့ရဟန်နော်။ကျွန်တော်တခုခုလုံးလုံးလုံးစရာရှိတဲ့အချိန်မှာဘာလို့လောရမယ်မသိတဲ့အချိန်မှာတုံးလို့ရရယ်နော်မဲရိုးချက်ထားမြန်ငိုင်းဒီဘယ်လိုလုပ်ရင်ကောင်းမလဲမသိဘူးနော်အဲ့ဒါမှတ်ထားလိုက်ပါတော့ကဲကျွန်တော်တို့ရေးကြည့်မယ်ဖော်အုတ်မော်ဖုံလမ်းပါကြိုင် ลออัมลามปออากอบะลัมบะ จอไอใจลัมบะใจ มออากอมากลัมบะใจมากจะเนาะใส่ด้วยยังพีซีนี่เด้ไม่รู้จะทำยังไงดี มอไอไม้ไม้เอกไม้รออูรู ไม้ทูรู้ ไม่รู้ จออาจจะ ไม่รู้จักทออัมธรรม ทออัมธรรมยออะงอยังทำยังงอไองายทำยังไง ดออีดีทำยังไงดี ผมลำบากใจมาก ไม่รู้จะทำยังไงดี จะนอเสดียทอพีซีนี่รู้ปาโลเองก็เอาม่เลยมาตีบูรุปโยลับาพิปาเลยตีเนียมาจะนอรู้ดี เปซาลียามาเลย ผม ကျွန်တော်လမ်းဘအခက်ခဲလမ်းဘကြိုင်ဆိုလို့ရှိရင်စိတ်ဖြည်စည်းနေတယ်မအများကြီးပဲเนาะအဲ့ဒါကိုသိရမယ်စကားတွေဒီမှာနေရှေ့စကားလုံးမှာနေကျွန်တော်တို့ငါးလုံးလောက်သိသွားပြီပေါ့เนาะထိုင်စကားကိုနောက်မှကျတော့ဒါတစ်ဆက်တည်းကိုတို့တွက်လို့ရမယ်မေရူတထမြန်ငိုင်းဒီကျွန်တော်တို့ဘာလို့ရကောင်းမလဲမသိဘူးလို့ပြောတာဖြစ်ပါတယ်။ဟုတ်ပြီတင်ကန်းစာရင်နောက်ဆုံးပိုင်းမှာမေကုမေးမယ်လို့ပြောထားတယ်ပေါ့နော်။ အဲ့ဒါကဘာကလေးလဲဆိုလို့ရှိရင်ဒီဝါကြထဲမှာမတရာတောစကုတ်ထိုင်းမှာရှစ်အုပ်စုရှိတယ်ဗောနော်အဲ့ရှစ်အုပ်စုထဲမှာဒီအားလုံးထဲမှာမတရာတောစကုတ်နဲ့တတ်ထားတယ်အသက်ဘယ်တက်လို့တော့အဓိကမပြောဘူးဗောနော်ဘယ်အုပ်စုမှာပါတယ်ဆိုတော့မပြောဘူးဗောနော်အဲ့ထဲမှာစာချောင်း၃ချောင်းရှိတယ်ဒီအားလုံးထဲမှာဗောနော်စာလုံး၃လုံးရှိတယ် အဲ့ဒီသွားဆက်ကိုအသက်နဲ့တတ်ထားတယ်သွားဆက်ကိုအသက်ပါတယ်ပေါ့နော်တခြားဟာတွေကမဲကောကာလို့ခေါ်တယ်မဲကောကာဆိုတာအသက်မပါတဲ့စကားလုံးကိုပြောတာအသက်မပါလို့ရှိရင်မဲကောကာလို့ပြောမယ်မဲကောကာမဟုတ်တဲ့အသက်ပါတဲ့စကားလုံး၃လုံးရှိပါတယ်အဲ့ဒီ၃လုံးကဘယ်အလုံးတွေများဖြစ်မလဲပေါ့နော်ကဲအားလုံးပဲဖြေနိုင်ကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ဖြည့်ဆည်းမှုကနေကင်းဝေးကြပါစေ